အသင်းသုံးမွေးတူမှုလေးကိုသုံးပြီးတော့တခုကြော်လေးကြော်စားကြရအောင်လို့ရတာလွယ်ပြီးတော့မြင်ပါတယ်တခုကြော်ဆိုရင်နေကြီးအကြိုက်ကတော့လေအပြင်းသားလေးကကျွတ်ပြီးတော့အတွင်းသားလေးကအေးအေးလေးဖြစ်နေတာကိုကြိုက်တယ်အချင်းတော့ကတော့နေကြီးတို့ရဲ့အညာဘက်ကပုံစံလေးအတိုင်းလှုပ်ထားပါတယ်မွေးတူမှုတစားဆိုရင်ရီနစသုံးပါတယ်မွေးတူမှုတစ်ခွက်ဆိုရင်ရီကနှစ်ခွက်အထုပ်မှာလည်းဂျုံပုံဂျုံမီအညွန်းလေးတွေပါပါတယ်ရီနစလုံးတစ်ခါတည်းမထည့်လိုက်ပါနဲ့နော်ပထမရီတစားကိုအရင်ထည့်ပါမယ် ပြီးရင်တမအောင်ໝွေပေးပါတဟူးမုံအခဲလေးတွေမကြံအောင်တီချံໝွေရပါမယ်။ဒါဆိုရင်တော့တဟူးလေးကြိုလို့ရပါပြီ။တဟူးကြိုတော့မယ်ဆိုရင်ကြိုပြီးရင်အေးခံဖို့အတွက်သုံးမဲ့ပန်းကိုစီအနှဲငယ်တုပ်ပြီးတော့အစင်သိပ်လှုပ်ထားရပါမယ်။ကျုံမဲ့အိုးကိုမိဖို့ရတင်ပြီးတော့အပူမပေးရင်မှတဟူးရောလေးအရင်ထည့်ပါမယ်။မဟုတ်ရင်အိုးပူပူတဲ့လောင်းထည့်လိုက်တဲ့အခါမှာတဟူးတွေကခဲပြီးတော့တဟူးသားတွေမလာတော့ပါဘူး။ တော်ဘူးအယောထည့်ပြီးလို့မိအနေတော်ဖွင့်ပြီးတာနဲ့ဖြည်းဖြည်းချင်းစိတ်ရှိရှိလေးနဲ့မှွေပေးရပါမယ်အခုတော့တပူသားလေးတွေပြောင်ပြီးချောလာပြီဆိုရင်ရပါပြီ။နင်ကြီးကတပူသားပြို့ပြော့ကိုကြိုက်လို့မို့လို့တပူသားလေးမမာခင်မှာ မိပိတ်ပါမယ်။ပြီးရင်အစင်းနဲ့ပြင်ထားတဲ့ဘန်းလေးကိုအလေတတရနေလောင်းချလိုက်ပါမယ်။အပူချိန်မရော့ခင်မှာစီးတုပ်ထားတဲ့ရောင်မလေးနဲ့ညီညီမြှိပ်ပေးပါ။ခမျက်မြန်လေးလုပ်မယ်နော်။တပူသားလေးတွေခဲသွားတယ်လို့ပါ။ ရပြီဆိုရင်တော့နှစ်နာရီလောက်အေးခံထားလိုက်လို့ချင်ရင်စားကျင်စပွဲတုပ်ဖူးသားလေးရပါပြီ။အေးခံထားတဲ့အချိန်မှာအချင်းလေးစက်ပါမယ်။အညာပုံစံမကြီးကျင်လေးလှုပ်ထားပါရယ်။မကြီးလေးငါးစွန်းထည့်ပါမယ်။စား၊တကြား၊ငြိုသည့်အလော်မုန်နဲ့ကျစ်တူမြူနုံလုံးဆင်းထားတာလေးကိုထည့်လိုက်ပါမယ်။အဆက်များများကြိုက်တယ်ဆိုရင်တော့ငြိုသည့်အလော်မုန်လေးကိုနည်းနည်းလေးပို့ထည့်ပေးပါနော်။အပေါ်ကနေပြီးတော့ကျစ်တူမိတ်လေးဖြူလိုက်မယ်ဆိုရင်တော့အညာပုံစံအချင်းလေးရပါပြီ။ အရင်ခံထားတဲ့တဝူသားလေးတွေရပြီဆိုတော့ကြော်ဖို့အတွက်တရိကံပုံစံလေးတွေပြီးပါမယ်။နှိမ့်သက်တလို့ပပလေးလီးပြီးတော့ရှောက်ရနမှုမွေးလေးနဲ့တုပ်စားစားကြော်စားစားတုံးဆောင်နိုင်ပါတယ်။နေကြီးပြီးခဲ့တဲ့တစ်ခေါက်ကတုပ်စားပြပြီးပြီဆိုတော့ဒီတစ်ခေါက်မှာတော့ကြော်စားပါမယ်။တကယ်တော့တဝူသားကကြက်ပြီးပြီဆိုတော့အပြင်ကကျွတ်ပြီးတော့အတွင်းသားအီအီလေးဖြစ်ဖို့ပဲလိုတာပါ။ မိပြင်းပြင်းလေးနဲ့ကြော်ပြီးတော့အပေါ်ရန်ကကျွတ်လာပြီဆိုရင်တော့ရပါပြီတူမသွားအောင်တော့တတိထားရမှာပေါ့နော်စီစစ်စကားပေါ်မှာစီစစ်ရင်စစ်ဒါမှမဟုတ်လို့ချင်ရင်ကီချင်းတာဝါလေးနဲ့စီစစ်ထားလိုက်ရင်တော့ပူပူနွိနွိနဲ့အရသာရှိတဲ့တုပ်ဖူးကြော်လေးတုံးထောင်နိုင်ပါပြီရှင့်အညာချင်းလေးနဲ့ဆိုရင်တော့လိုက်မှာလိုက်